အားလုံးပဲမင်္ဂလာပါကျွန်တော်ဝက်တုံမြမင်းပါကျွန်တော်ဒီနေ့မှာကတော့ချင်းမိုင်ရဲ့ egg gallery လို့ပြောလို့ရတဲ့ Instagram post လေးတွေအများကြီးရိုက်လို့ရတဲ့ bad count one ဆိုတဲ့နေရာလေးကိုပေါ်သွားပြမှာဖြစ်ပါတယ်ဒီ bad count one ဆိုတဲ့နေရာလေးကတော့ချင်းမိုင်တက္ကသိုလ်ရဲ့အနောက်ဘက်မှာရှိပြီးတော့အခုနောက်ပိုင်းဒါခီးသွားတွေတော်တော်များများမှာခေစားလာတဲ့နေရာလေးဖြစ်ပါတယ် ပထမတစ်ချက်ကတော့သူကလက်မှုပစ္စည်းလေးတွေပြီးတဲ့အခါကျလို့ရှိရင် activity လေးတွေအများကြီးလုပ်လို့ရတဲ့နေရာဖြစ်ပြီးတော့ဒုတိယတစ်ချက်အနေနဲ့ကတော့ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော် Instagram post လေးတွေအများကြီးရိုက်လို့ရတဲ့နေရာလေးဖြစ်ပါတယ်။ ။ဘာကြောင့်မိုးတို့အက်ကယ်လရီလို့ပြောလို့ရလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒါတိုးဘက်အိတ်ကလေးတွေလက်မုတ်ပစ္စည်းလေးတွေတိတိမောမောလေးတွေအပြင်အပြင်းပြေစရာအနေနဲ့ကျွန်တော်တို့ပချီဆွဲတာမျိုးလေးတွေဆေးရောင်ချေတာမျိုးလေးတွေဟန်ချိန်လေးတွေကိုဒါကိုပိုင်နာမည်လေးတွေလောက်တာမျိုးလေးတွေဒါလေးတွေအများကြီးရှိပါတယ်။အဲ့ဒီအပြင်ကော်ဖီဆိုင်နှစ်လားလေးတွေလည်းတနေရာထဲမှာစုဝေးပြီးရှိနေတဲ့နေရာလေးလည်းဖြစ်ပါတယ်။ ဒီဘတ်ခန့်ဝတ်ကအရင်တုန်းကလိုကယ်ရေးကြားထဲမှာသာနာမည်ကြီးပြီးတော့နောက်ပိုင်းကျတော့ TikTok ကနေတဆင့်ပေါက်သွားပြီးတော့သူကဒါတိုးတွေတော်တော်များများဝင်လာတဲ့နေရာလေးတစ်ခုဖြစ်လာတာပေါ့နော်ဒါကြောင့်မလို့အခုနောက်ပိုင်းဆိုလို့ရှိရင်စနေတနင်္ဂနွေသားကပဲနဲ့ဂျာရက်ဒီမှာပါတော်တော်များများလူများလာတာကိုတွေ့ရတယ်ပေါ့နော်သူကမနက်7:00နာရီကနေပြီးတော့ညနေ6:00နာရီထိဖွင့်ပါတယ်ဒါကြောင့်မလို့ကိုကလက်ပုံလေးပဲရိုက်မယ်ဆိုလို့ရှိရင်လူပါလောက်တဲ့အချိန်လေးတွေကိုရွေးပြီးသွားတာကောင်းပါတယ် တစ်ပေစိစိဆူဆူလေးနဲ့ Instagram ရှူထောက်ပုံစံမျိုးလေးတွေအများကြီးရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီညလေးကိုတော်တော်လေးသဘောချမိပါတယ်။မြို့ထဲနဲ့သွားရတာလည်းမဝေးတဲ့အပြင်မို့ Instagram ဆက်ဆံပုံလေးတွေအခုလိုမျိုးလေးတွေလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီညလေးကိုညွှန်ချင်ပါတယ်ခင်ဗျာ။ကဲအားလုံးမတက်တာပါနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ခင်ဗျာ